မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတိုးရန်ကင်းရေးသားသောမြမရုပ်ရှင်အမှုပညာသည်များစာအုပ်မှာအလှမဘီရင်ခင်မြရန်သို့မဟုတ်စစ်ကြိုခက်ကမင်းသမီးတလက်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရာဝေးအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် 1920ပြည့်နှစ်အောက်တိုဘာ23ရက်တွင်ရှုံတင်ပြသခဲ့သောမြမပထမဆုံးဇက်လန်းရုပ်ရှင်မြစ်တာနှင့်အတူရာကိုဂုံပြုသည့်အနေဖြင့်အောက်တိုဘာလ23ရက်ကိုမြမရုပ်ရှင်နေ့ဟုရုပ်ရှင်ပညာရှင်ကြီးများကသတ်မှတ်ပေးခဲ့ကြသည်မြမရုပ်ရှင်သမိုင်းကို25နှစ်တပိုင်းပိုင်း၍ငွေဒုကာလရွှေဒုကာလဆင်ရဒုကာလဗရမယယဒုကာလအစရှိသဖြင့်ပိုင်းခြားကြသလို အတန်တိတ်ခဲ့အတန်ထွက်ခဲ့အဖြူမဲခဲ့ဆေးအောင်ဆုံးခဲ့စသည်ဖြင့်၎င်းစ စ်ကြိုခဲ့စစ်ပီးခဲ့စသဖြင့်၎င်းအမျိုးမျိုးပိုင်းခြားဖော်ပြလေရှိသည်ကိုတွေ့ရလေသည်မြမရုပ်ရှင်အထိတ်မှတ်ပွဲကြီးများအဖြစ်ငွေရုသပင်ရွှေရုသပင်စင်ရုသပင်စသဖြင့်ခံခံနာနာကျင်းပလာခဲ့ကြပါသည်1920ပြည့်နှစ်မှာစတင်ခဲ့သောမြမရုပ်ရှင်သည် 2020ပြည့်နှစ်တွင်နှစ်ပေါင်း100ပြည့်ပါတော့မည်မြမရုပ်ရှင်စစ်ကြိုခေတ်ကာလတွင်ထင်ရှားကြော်ကြားခဲ့သောမင်းသမီးတဦးကြောင့်တင်ပြလိုပေသည် သူမက အချောအလှဘရင်ခင်မြရင်ဖြစ်သည်သူမကတစ်ချိန်သောကာလကစစ်ကြိုခေတ်မြမရုပ်ရှင်နဲ့တခွင်တွင်ထင်ပေါ်ကြော်ကြားလူသိများခဲ့သူ now ထိုချင်းကရုပ်ရှင်ကြည့်ပြီးသူများ၏နှုတ်ပြားမှာဖွင့်ဟချီကျူးကနာမတစိတ်ခနှိတ်ခြင်းခံရသည့်အပြင်ရွှေတစိတ်စုကိုပါစွတ်ခူးရရှိခဲ့သူ။ သူတို့ခက်ကရုပ်ရှင်ထဲမှာ သူမဟာအလှဆုံးပါပဲခင်မရင်ရဲ့အပြုံးခင်မရင်ရဲ့အညုအခရာအတာလေးတွေကိုမှုလိုက်သူတို့ဖို့ယနေ့တိုင်းတတတမေးမရနိုင်အောင်ဆွဲလန်းစေပါပဲတန်းတားစေပါပဲဟူ၍ပြောဆိုနေကြသည်ကိုကြားဘူးပါသည် ထို့ကြောင့်အချောလာအကြောင်းပြောလျင်စစ်ကြိုခေတ်ကာလကကြီးငယ်မဟုသော ရုပ်ရှင်ပွဲကြီးပရိသတ်တို့အသက်ဆွဲခဲ့ရသူအလှဘင်မကြီးခင်မြရင်ကိုထိတ်တန်းတင်၍ပြောရပေလိမ့်မည်။အနေတော်အစဉ်ပြေလာသောမျက်နာပေါ်တွင်တွယ်တန်းပေါ်လွင်သောနှာတန်းသုံးရလတရန်ခုံးမျက်စဟန်ကြည်လင်တောက်ပါသောမျက်လုံးမထူမပားမကျဲမကျဲနီထွေးသောနှခမ်းနှင့်ပါဇက်နှစ်ဖူးထိတ်အလဲတဲတဲ၌ချူရွေးကြနေသောစံတကွန် ငါးပေတလက်မခန့်ရှိသည့်မြမလူမျိုးတို့၏မနှိမ်မမြင်သောအရက်နှင့်အသားရည်တို့မှဖြူခွေးညံ့ညောနူးညံ့ယုံများမကအပြောဆိုမှလည်းရင်ကြီးချိုသာလာသူယခုခေတ်ကဲ့သို့အခုခံလုံးဝမပါဘဲရင်ချီခါသေးတင်ကားပုံမှာမြမအမျိုးသမီးများတဲ့နိုင်ရှာမရှာသောခန္ဓာကိုယ်တိဆောက်ပုံဖြစ်သည်သူမကိုရန်ကုန်မြို့စက်တလန်းနေပွဲစားကြီးဥပိုးရွတ်ဒေါ်တင်တို့မှတာသမီ၃ယောက်မွေးဖွားသည့်အနက် တဦးထဲသောသမိယရဏဖြစ်ပြီးမြမတက်ကြရ1983ခုနှစ်တွင် မွေးဖွားခဲ့၏ငယ်နာမည်မှာမမျှရင်ဖြစ်လေသည်မမျှရင်ကိုနှစ်သမိရွယ်တွင်မြမရုပ်ရှင်ဟူ၍ပေါ်ပေါက်လာ၏သူမသည်လူမန်းသီးတတ်စရွယ်အမှုပညာနှင့်ရှက်နွယ်လာကအငိမ်ပွဲဇက်ပွဲရုပ်ရှင်ပွဲများမှအစရေဒီယိုတေးဓာတ်ဆက်တေးအစအဆုံးအကုန်လုံးဝါသနာကြီးသည် ပထမဆုံးရုပ်ရှင်ဖြစ်သောမြစ်တာနှင့်တူရာဇက်ကားမှစ၍တကားမြမကြံရလေအောင်မလွတ်တန်းကြည့်ရှုကြရမှရုပ်ရှင်ယူမာကလေးဖြစ်ခဲ့သည်တိကရမအငိမ့်ဆက်ရုပ်ရှင်များမှမင်းသမီးမင်းသားများ၏အမူအရာကဟန်ဆူဟန်တို့ကိုအတုခိုးမှတ်သားထား၏နောက်နေဟာဌာနမရွေးကသည် ဆိုသည်ညံကောင်းသည်ဖြင့်လဲရေဒီယိုတေးဓာတ်ဆက်တေးများကိုစီးဝါကြနာစွာဖြင့်လိုက်ဆိုနိုင်၏အမူအရာဟန်ပန်လေတံများကိုပါလှုပ်ရှားလေ့ကျင့်လေရှိသည် သို့သောစီကံကြည်လာသောမိဘများ၏ရိုက်နှက်အောငေါချင်းကို မကြာခဏခံခဲ့ရရှာသည်ဒီတော့ကလေးဘွားမှဆယ်ရောသက်အရွယ်ကညာငယ်ဘွားကိုတောက်တ၏ဒါမှလည်းဝါသနာအလုပ်ကိုလွတ်လပ်စွာ လုပ်ရမည်ဟုထင်သည်သူမကို၄-၅နှစ်တည်းဟူသောအချိန်ပိုင်းကဆယ်ရောသက်ဘွားကိုတွန်းပို့ခဲ့လေပြီ ို့တော့သူမမျောလင်းခဲ့သလိုဝါသနာအလုတ်ကိုလွတ်လပ်စွာလုတ်ခွင့်မရပြီးတော့ရုပ်ရှင်နဲ့ပွဲလန်းသဘင်ကိုလည်းခက်ကျဲကျဲပဲကြည့်ရတော့သည်မိဘမောင်ဘွားများကလည်းပြုံပြင့်နှုနယ်ချစ်စပွဲအရွယ်မှုစည်းကမ်းတွေတိုးထားသည်အတန်ထွက်အောင်ဝင်မကြီးရဘဝကို စိတ်ပြက်စာပြူလာသည်တို့တိုင်းဝါသနာဆွဲကရော့မသွားတူးလို့သာလာသည်ကအားလျော်စွာပင်လန်ဒန်အရုပ်ရှင်ကုမ္ပဏီမှနာမည်ကြီးလူရှင်သောမစ္စတာဘတ်ထွန်းခေါ် စာဘာထွန်း၏အဆက်အသွယ်ဖြင့်မြမရုပ်ရှင်လောက၏အစောဆုံးရုပ်ရှင်ကင်မရာဆရာကြီးဥမောင်မောင်နှင့်တွေ့ဆုံကစတီခေါ်ပုံသေးအနေထားမျိုးမျိုးနှင့်တပ်ပုံစမ်းသပ်ရိုက်ကူးကြည့်သည်မမျက်ရင်၏ခြေပြားထိရောက်အောင်ရှေးလျားနှက်မောင်သောသပင်ကိုအသာပေး၍လည်းတပ်ပုံရိုက်ကြည့်သည်အချို့ချို့သော ပုံကိုများမှာအပြင်ဘက်တွင်မိမြပင်ချောမောလာပါတော့လဲတပ်ပုံထဲ၌ပင်ရုပ်ရည်ပြောက်သွားတတ်သည်အချို့မှာပြင်ပတွင်တင့်နေုံများရှိတော့လဲတပ်ပုံထဲတွင်ကြည်ကောင်းလာသည် မ်းမြရင်မှာအပြင်ဘက်တွင်ချောမောလှပါသလောက်ဓာတ်ပုံတွင်လည်းကြည့်မွရှုမွနိုင်သော ရုပ်အစင်းရှိနေ။ကလာတထေအလီပိုင်းမှာမတ်ဥမောင်ညွန့်နှင့်ကင်မရာမန်ဥမောင်မောင်တို့တုံးဆက်တီထောင်သောဘာမာနေရှင်နယ်ရုပ်ရှင်ကုမ္ပဏီ၏ပွဲဥတွက်ဟေဝန်နမ်းမြန်ရုပ်ရှင်ကားကိုမင်းသားတစ်တူဖြစ်သောလူကျော်လူလာမောင်ခင်အောင်ဒီစူစာခင်စော်နှင့်တွေ့ဖက်၍မင်းသမီးအစ်ခင်မြရဲ့အမိဖြင့်ပွဲထုတ်လိုက်သည် အမြင်ရင်မမျက်ရင်ကိုခင်းနှလုံးတို့၍ခင်းမျက်ရင်ဖြစ်လာသည်ထိုခေတ်ထိုအချိန်မှာမင်းသမီးတိုင်းလိုလိုပင်ခင်းနှင့်စသောနာမည်များမှဲ့ခေါ်လေရှိသည်ဒရိုက်တာမှာဘူနကားအမိခံဥငိမ့်ဖြစ်လေသည်အလီပိုင်မာမတ်ဆိုသူမှာငွေကြေးချမ်းသာသူဖြစ်၍အခြားအစုဝင်တဦးဖြစ်သူဥမောင်ညော့မှာထိုချိန်ကရန်ကုန်မြို့၌ရှမ်းရှမ်းတောက်ထင်ရှားနေသူကတဲပေါင်း၁၂ကပ်ကိုအုပ်ချုပ်နေရသောရာဇဝတ်ဝန်ဥပယီညီရင်ဖြစ်ပေသည်ဥပယီသည်ရုပ်ရှင်ကိုစိတ်ဝင်စားသူဖြစ်ပြီး သူ၏ညီဦးမောင်ညွန့်ကိုအစုဝင်ခိုင်းခြင်းဖြစ်၍သူကိုယ်တိုင်မှလည်းရုပ်ရှင်အပေါင်းအသင်းများကိုခင်မင်သူဖြစ်သည်။တွားလျာရာသူ၏ကဘော်တွင် ရုပ်ရှင်လောကအငိမ့်လောကဓာပြလောက၏ထိတ်သီးတချင်းရေးဆရာနန်းတော်ရှိဆရာတင်တယောက်အမြဲတမ်းပါလျက်ရှိ။အချိန်အခါက 1928ခုနှစ်ပင်ဒီအစုရှင်တဦးဖြစ်သူကင်မရာမင်းဦးမောင်မောင်မှာဘာမားနေရှင်နယ်ဤမန်နေဂျင်းဒါရိုက်တာဖြစ်လှုပ်ဆောင်လျက်တစ်ဖက်မှာလည်းထိုကုမ္ပဏီမှထွက်လာသောဇက်ကားမှန်သည်ကိုယ်တိုင်ကင်မရာမင်းအဖြစ် ကြီးကြပ်ရိုက်ကူးပေးသည် ပွဲဥတော့ဟေဝန်နှမ်းမြိုင်ဇကားကိုနန်းတော်ရှိဆရာတင်ဤတိဝိုက်နေပင်ယုံတင်ခဲ့ဒုတိယဇကားသရိုးနယ်နဲ့တတရမြောက်တင်းကျူကျူဇကားရိုက်ကူးပြီးနောက်အเจ้าရတခုကြောင့်ဘာမာနေရှင်နဲ့ပြက်စီးခဲ့ရသည် တိုးဇကားအလုံးမင်းမင်းသမီးခင်မြရင်ခေါင်းဆောင်၍တင်းကျူကျူဇကားမှစပြီးအလှဘရင်ခင်မြရင်ဟုကြော်ကြားခဲ့သည်ဂျူဘလီဟော၌ကျင်းပသောအလှပြိုင်ပွဲတွင်အချောအလှဆုံးမြမအမျိုးသမီးတို့အဖြစ်ရွေးချယ်ခံရပြီးအလှဘရင်ပွဲရွှေတစိတ်ချီးမြှင့်ခံရသည်ကလည်း သူ၏အလှဘယ်မှအမိကိုပုံမတီတန့်ခိုင်မြဲစေခြင်းသာအဓိကအကြောင်းတရက်ဖြစ်လာပေသည်ကင်မရာမင်းဥမောင်မောင်သည်အခြားစုဝင်များနှင့်ဘာမာဆီနီမာရုပ်ရှင်ကုမ္ပဏီတီထောင်ဖွဲ့စည်း၍အလှဘင်ခင်မြရင်ကိုပင်ခေါင်းဆောင်စီလျက်ယူပါယုံတရာယုံခန္ဓာယုံရတယုံဖွရဘာအယုံစသောဇကားများစက်တိုက်ရိုက်ကူးခဲ့သည်ခင်မြရင်အမိမှာထိတ်တန့်ရောက်လျက်ရှိသဖြင့်ဆက်လက်၍လန်ဒန်အပ်ကုမ္ပဏီပဲရော့ကုမ္ပဏီမြမဆွေ A1 ဖလင်တိတ်ပံရုပ်ရှင်ဗြိတိရှားဘာမာ ရန်ကုန်ရုပ်ရှင်သမှုမိတ်ဆွေတက်နင်းဘရာသာမြမအလင်းစသောထိတ်တန်းကုမ္ပဏီကြီးများကအလူရခေါငင်၍ဇကားများမနာတမ်းရိုက်ကူးခဲ့ရသည်ခင်မရင်ခင်မုန်းဖြစ်သူမှာသမှုမိတ်ဆွေကုမ္ပဏီမန်နေဂျာဦးရှန်းဖြစ်သည်ခင်မရင်ချောလာတော့ဦးရှန်းကလည်းတကယ်လူကြောလူကန်ကြီးဖြစ်သည် ်ရုပ်ရှင်လောကတွင်စိတ်တူသဘောတူဇနီးမောင်နှံဖြစ်သည်ဖြင့်စစ်ပီးခေတွင်ဆက်ကြရုပ်ရှင်အမည်ဖြင့်ကိုပိုင်ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုအောင်မြင်စွာတည်ထောင်နိုင်ခဲ့သည်1939ခုနှစ်အတွင်းခင်မြရင်တို့ဇနီးမောင်နှံသည်52လမ်းတိုက်မှတ်123တွင်ခိတ္တနေထိုင်ကြစဉ်က ခင်မြရင်မျက်နှာချေပေါင်တာအလှစီများကိုပိုင်းလုပ်ငန်းအဖြစ်တစ်ဖက်တစ်လမ်းကထုတ်လုပ်ရောင်းချခဲ့ပူ၏ထိုစဉ်ကခင်မြရင်တို့အပေါ်တွက်တွင်တကုံဥပတင်ကြီးတချင်းဆရာရွှေတိုင်းညွန့်နှင့်တကုံဆရာတင်တို့နေထိုင်လျက်ရှိသည့်ဖြင့်ရွှေတိုင်းညွန့်ကခင်မြရင် ပေါင်တာမျက်နှာချေအတွက်ရှေးစကားအေကန်တိတ်တိမူမန်အဋ္ဌိယူပန်တနံဆိုတာချောသမျှစာတင်ပြောပြမှပင်အလှပရင်ခေါ်လောက်တာအသားမဲတာတွေအသားနက်တာတွေအပြက်ခါပင်မနေစရာ ချော့ရမယ်ဗျာလှရမယ်ဗျာစိတ်ချယုံစမ်းမှာအစချီသောတေးသချင်းကိုရေးဆက်ပေးခဲ့သည်ဂျပန်ခေတွင်ရုပ်ရှင်များရန်နာနေရချိန်တွင်ဆန်းချောင်းဘရုံမှာကွဲ၌ဂျပန်များတိဆောက်သောဆာကူရာရုပ်ရှင်ယုံဟူ၍ရှိခဲ့သည်ထိုယုံ၌ပြဇတ်တပုတ်ယုံတင်ပြရာမင်းသမီးမှာအလှပြင်ခင်းမြရင်ဖြစ်၍မင်းသားမောင်တောင်းရွှေရဲကောင်ချစ်ရွှေကြီးညီရင်လူချမ်းချစ်တဲ့အေးငွေလူရှင်တော်စပါတို့ပါဝင်ကပြခဲ့သည် ပြဇက်အမိမာစုဒူးပံဖြစ်သည်ခင်မရင်ပြဇက်မင်းသမီးဖြစ်ပြဇက်ပေါင်းများစွာပါဝင်ကပြခဲ့သည်မှာစစ်ပီးခေကာထေယုံရေကျော်ဇက်ယုံပန်းစိုရန်ဇင်ယုံခေအထိပင်ဖြစ်သည်မင်းသားပါချက်အတန်ဝိဇာမြင့်သိခမောင်ကြီးမုံမောင်ရင်တို့နဲ့တွေ့ဖက်ခဲ့ရသည်ပြဇက်ခေနိုင်ကိုရိုင်းတချင်းတီဆိုခဲ့ရတွင်လဲအောင်မြင်ခဲ့ပေသည်စေဂျိုခေကပင် his master voice ခွေးရစိတ်တပြားကုမ္ပဏီတွင် စန်းနရရှူတိုင်းအေးတယောကိုရေးမောင်ဘေဂျိုကိုမြမောင်တို့နှင့်တွေ့ဖက်၍ခင်မြရင်တည်ဆိုသောမြမာလာတခြင်းအလှဘရင်တခြင်းကပ္ပရိမတခြင်းတပြားများထွက်လာခဲ့ရာမင်းသမီးခင်မြရင်အသေးဆွဲသူတိုင်းထိုတပြားများမလွတ်တမ်းဝဲခဲ့ကြပေသည်ခင်မြရင်၏တခြင်းရေးသားပေးသူများမှရွှေကုံမောင်အရှိပိုင်းဆရာချင်းနဲ့တကုံဆရာတင်တို့ဖြစ်ကြသည်စစ်ကြိုခေတ်တွင်ခင်မြရင်သည်ဇက်ကားပေါင်း90ကျော်ပါဝင်ခဲ့၍စစ်ပီးခေတ်တွင်ပြည်သူတာထိုက်သူပန် ်ကြာနန်းသူစာရဲထော့ဂန့်ကော်ပလင်မြန်းနှန်းရှင်ခိတိငတက်ပြား မီးလင်းတောင်ချစ်ရခေါ်ရအတန်တွက်ချစ်တာအတန်တွက်နဲ့မိမိကိုယ်ပိုင်စက်ကြရုပ်ရှင်မှဘဝရိတ်တာဇက်ကားများပါဝင်ခဲ့သည်ပူးတွဲဖော်ပြပါဘဝရိတ်တာဇက်ကားကြော်ညာတဲ့ပုံတွင်မြင်တွေ့ရသောခင်မရင်မှာအသက်53နှစ်ရှိပြီဖြစ်၍မင်းသားကျော်အေးမှာအသက်42နှစ်ရှိလေပြီရုပ်ရှင်ထဲသို့အသက်14နှစ်ကပင်ဝင်ရောက်ခဲ့ရာတလှလည်းရင်ကျက်90နှင့်လောက်ကင်လာခဲ့ရာမှဒုတိယကဘာစစ်မတိုင်မီတွင်ဇက်တထုတ်လည်းရင်ကျက်400နှုန်းရရှိသောမင်းသမီးတို့၏အမြင့်ဆုံးစံချိန်စည်းရင် င်မင်းသမီးတဦးဖြစ်သည်ရုပ်ရှင်မင်းသားကြီးပါတဲ့ပါချစ်ပါမြင်ခင်အောင်ခင်မောင်တင်အောင်မောင်မောင်လေးမောင်မောင်အေးမောင်မောင်ရှင်မောင်မောင်လွင်မောင်မောင်ကြီးမောင်မောင်ညွန့်မောင်အေးကိုတင်ဖေကျော်ကျော်အေးချစ်ရွှေ ကြော်ညော့ရှင်မန်းထွန်းတင်ကြော်ဝင်းမောင်တောင်းရွှေစသောရှစ်ခေဟောင်းမင်းသားကြီးများနဲ့စစ်ပီးခေမင်းသားမျိုးမြင့်ရဲစွေတင်ထွန်းမမောင်တန်းစသောမိမိထက်ငယ်သူမင်းသားကလေးများနဲ့လိုက်ဖက်ညီစွာပါဝင်ခဲ့လေသည်ခင်မရဲ့မင်းသမီးဖြစ်ပါဝင်သေးုပ်ဆောင်ခဲ့သောဇက်ကားပေါင်း100ခန့်ရှိခဲ့သည်အသက်50အရွယ်မှစ၍စီဂျိုယောဂါဆွဲကပ်လာသည်ထိုယောဂါနှင့်ပင် 26ရက်8လပိုင်း1982ခုနှစ်၌အသက်62နှစ်အရွယ်တွင်ခင်မွန်းတဲ့ဦးရှမ်းနှင့်အတူနေထိုင်ရာ အနောက်မြေမြိုင်ကွင်းလန်းနေအိမ်တွင်ကွယ်လွန်ခဲ့လေသည်။မြည်သူမဆိုးရှောင်လွှဲရမရသောတင်ခါရလောကကြီးပါပဲ။ဒီဗီဒီယိုလေးကိုစုံထိပ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။